မောဆန်တဲ့ဘဝကိုရကြရင်ဒီအချက်ကလေးကိုလှုပ်ဆောင်ပေးမောဆန်တဲ့ဘဝဆိုတာကဘဝတစ်ခုလုံးမောဆန်ဆန်ပြောင်းလဲပေးနိုင်တာမောပညာဆိုတာသိတယ်မလားလိုချင်တဲ့အရာကိုဟက်ချလောင်းဆိုပြီးလှုပ်ယူပြီးလိုချင်တာတွေ့ချင်တာတွေကိုအလွယ်တကူဆွဲခေါ်လို့ရတာကိုလိုချင်တာကိုလွယ်လွယ်ကူကူနဲ့သုံးလို့ရတဲ့ပညာအဲ့ဒီပညာကမောပညာဖြစ်တယ်ဒီလိုမောအစွမ်းရဖို့ဆိုရင်တော့လွယ်တယ်မနဲ့မိုးလေးနိုင်မှာမိမိတို့ရဲ့ပတ်စံအိတ်ကိုယူပြီးတော့ကျေးဇူးတရားပွားမှာဖြစ်ပါတယ် ီပတ်ဆက်အိတ်ပါပတ်ဆက်အိတ်ကိုမနဲ့မိုးလင်းလာလို့ရှိရင်ဒီလိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုတာနဲ့ပတ်ဆက်အိတ်ကိုဘယ်လိုပြောဖွင့်ရမှာလဲဆိုငါဘဝထဲမှာပြည့်စုံကြုံရမှုတွေရှန်ကြလာပြီဆိုပြီးပတ်ဆက်အိတ်ကိုပြောဖွင့်လိုက်ပြီးရင်ပတ်ဆက်နေကိုဆွဲထုတ်ရမှာဖြစ်တယ်ဒီလိုပဲပတ်ဆက်နေကိုဆွဲထုတ်ပြီးယေရှုတရားပွားရမယ်ပတ်ဆက်နေကိုလည်းဒီလိုမျိုးဖြစ်တယ်လို့လုံးထွေးပြီးတော့ထည့်ထားလို့မရဘူးဒီလိုမျိုးပြန့်ပြန့်ပြူပြူလေးထည့်ထားရမယ်အဲ့ဒါကလည်းပတ်စံလေးကိုဘယ်လိုပတ်စံမျိုးပဲဖြစ်ဖြစ်ချစ်တယ်ဆိုတဲ့အနေထားမျိုးနဲ့ထည့်ထားရမှာဖြစ်တယ် တန်းနည်းဆိုရင်ဒီမှာ၁၀တန်းနေစပြီးတော့ထည့်ထားတဲ့၁၀တန်းဒီပတ်စံကိုလည်းတန်ဖိုးထားတယ်ချစ်တယ်အကိန်းငနန်းအားဖြင့်သူကနဲတယ်နဲတယ်ဆိုလို့ရှိရင်လည်းတန်းနည်းတော့သူ့ကိုနဲပင်နဲ့တန်ဖိုးထားတယ်ချစ်တယ်ဒီပတ်စံလေးကိုတန်ဖိုးထားတယ်ဒါကြောင့်၁၀တန်းကိုလည်းတိတိချာချာပြန့်ပြန့်ပြူပြူလေးထားတယ်၁၀ပြီးလို့ရှိရင်ဒီမှာ၂၀တန်းအဲ့လို၂၀တန်းတွေကိုလည်းတိတိချာချာ၁၀ပြီးရင်၂၀အဲ့ဒီလိုမျိုး ထားပါတယ်ဆိုပြီးတော့ထားတယ်ပြီးရင်အဲ့20ပြီးလို့ရှိရင်လည်းအစဉ်ကြီးလိုက်90တန်းထားတယ်90တန်းပြီးလို့ရှိရင်100တန်းကိုသူ့ရဲ့အစဉ်လိုက်တိုင်း100တန်းကိုထားတယ်100တန်းပြီးလို့ရှိရင်လည်းသူ့ရဲ့အစဉ်လိုက်တိုင်း200တန်းကိုဒီမှာထားတယ်200တန်းကိုထားတယ်200တန်းပြီးလို့ရှိရင်900တန်းကိုသူ့ရဲ့အစဉ်လိုက်တိုင်းထားပေးတယ်900တန်းထားပြီးလို့ရှိရင်သူ့အစဉ်လိုက်တိုင်း1000တန်းကိုထားပေးတယ်အဲ့လို1000တန်းထားပြီးလို့ရှိရင်သူ့ရဲ့အဲ့ပတ်စံတွေထွက်ကြကုန်ပြီအေးကောင်းတယ် ဲ့လိုမျိုး900တန်းအော် sorry 9000တန်းကိုထားပေးတယ်9000တန်းပြီးလို့ရှိရင်ဒီလိုမျိုး1000တန်းတွေကိုအစင်လိုက်ထားပေးတာဖြစ်တယ်ငယ်စင်ကြီးလိုက်ပတ်စံတွေကိုထားပေးတာဖြစ်ပါတယ်အဲဘူဒီကိုရိုက်နေလို့ပတ်စံတွေထွက်ကြရနော်အဲ့လိုမျိုးပတ်စံတွေထွက်ကြရင်လည်းပတ်စံတွေကကိုယ့်စီကိုလာတယ်နော်ပတ်စံအိတ်တွေကိုကိုယ့်ရဲ့လက်ထက်ကနေပတ်စံတွေပတ်စံအိတ်တွေပြုတ်ကျသွားတာပတ်စံတွေအဲ့လိုမျိုးရှော့ကျသွားတာကျသွားတယ်အဲ့လိုပုံစံမျိုးဆိုရင်လည်းပတ်စံတွေကကိုယ့်ဘွားတွေကိုဝင်လာမှာဖြစ်တယ်ခဏလေးပတ်စံတွေကောက်နိုင်မှာ ဝါတွေ့ရမလားပတ်စံနေအရန်ပေါ်တယ်နော်ပတ်စံနေအပေါ်ဆုံးကပတ်စံနေအဲ့ဒီလိုမျိုးပတ်စံနေ ဒီလိုမျိုးကိုင်ပြီးလို့ရှိရင်ကျေးဇူးတရားပွားရမယ်ငါမှဒီပတ်ဆက်နေရှိတဲ့အတွက်နေ့စဉ်နေ့တိုင်းမှာအရသာရှိပြီးအရင်ဖြစ်စေတဲ့အစားအသောက်တွေနေ့တိုင်းဝယ်စားနိုင်တယ်ဟုတ်တယ်လေပတ်ဆက်နေရှိလို့ဈေးကိုသွားပြီးနေ့တိုင်းအစားအသောက်တွေဝယ်ရတယ်ဆက်နေဝယ်ရတယ်စီတွေဝယ်ရတယ်ဟင်းချက်စရာတွေမျိုးစုံဝယ်ရတယ်အဲ့တော့ဒီလိုပတ်ဆက်နေရှိလို့ငါစားချင်တဲ့အစားအသောက်တွေနေ့တိုင်းဝယ်စားနိုင်တယ်ဆိုပြီးကျေးဇူးတရားမယ်ဒီပတ်ဆက်နေရှိလို့တော်ရှင်ပွေရခီးတွေသွားနိုင်တယ်ဆိုပြီးပတ်ဆက်နေကိုကျေးဇူးတရားမယ်ဒီပတ်ဆက်နေရှိလို့အလှူဒါနတွေပြုလုပ်နိုင်တယ်လှူချင်တာတွေကိုလှူနိုင်တယ်ပေးချင်တဲ့သူတွေပေးနိုင်တယ်ကျွေးချင်တဲ့သူတွေကိုကျွေးနိုင်တယ်ဆိုပြီးတော့ကျေးဇူးတရားပွားရတယ် ပြီးရင်ဒီဘက်ဆက်နေရှိလို့ငါလိုချင်တဲ့ဖုန်းတွေဝင်နိုင်တယ်ဒီဘက်ဆက်နေရှိလို့ငါလိုချင်တဲ့လက်တော်တွေဝင်နိုင်တယ်ဒီဘက်ဆက်နေရှိလို့ငါလိုချင်တဲ့ TV တွေအောက်ဆက်တွေဘောက်တွေသချင်းကိုရေမိအားမျက်ဆက်တွေဝင်နိုင်တယ်ဒီဘက်ဆက်နေရှိလို့ရေခဲတတားတွေဝင်နိုင်တယ်ပေါင်းအိုးတွေဒန်နီတွေသုံးမိရင်တို့တွေခံမိဖို့တွေအလျက်စစ်မိဖို့တွေအကုန်လုံးအသုံးဆောင်တွေဝင်နိုင်တယ်ဆိုတာကျေးဇူးတရားပွားဒီပတ်စံနေရှိလို့လှပတဲ့အဝတ်စားတွေဝင်နိုင်တယ်ဒီပတ်စံနေရှိလို့စိတ်နေရှိရတနာအဆက်တွေဝင်နိုင်တယ်ဒီပတ်စံနေရှိလို့သင်တန်းကြီးတွေပေးပြီးသင်တန်းတွေတက်နိုင်တယ်ဒီပတ်စံနေရှိလို့လှုပ်ချင်တာတွေမှတ်မှတ်လှုပ်ချင်တယ်ဆိုပြီးတော့ ဝဲကျင်တာတွေဝဲကျင်ဝဲတိုင်းနေဆိုပြီးတော့ပတ်စံတွေကိုကျေစုတရားပွားမှာဖြစ်တယ်ဒီလိုပွားလိုက်ခြင်းအပြင်ပတ်စံတွေကဘဝထဲမှာတိုးပွားလာမှာဖြစ်တယ်အဲ့လိုပတ်စံတွေတိုးပွားလာပြီဆိုရင်ပတ်စံတွေပေါ်လာပြီဆိုရင်ဘဝမှော်ဆန်တဲ့ဘဝကိုရပြီလေပေါ်ဆန်တဲ့လာခဲ့လိုချင်တာတွေလာခဲ့လက်ဖြောက်တီးပြီးဝဲနိုင်တယ်ဝှချင်တဲ့အဝတ်စားတွေဝဲနိုင်တယ်စိတ်နှရှူတွေဝဲနိုင်တယ်ကားတွေဝဲနိုင်တယ်ဖက်နှက်တွေဝဲနိုင်တယ်နေဖို့အိမ်တွေဝဲနိုင်တယ်လေပျော်ရွှင်ဝရခီးတွေတွားနိုင်တယ်အာစစ်သူတွေလည်း ကောင်းကောင်းမွန်မွန်မင်္ဂလာတွေစောင့်နိုင်တဲ့အေးဒီလိုမျိုးအချက်တွေရှိနေတဲ့ဒီအစွမ်းနေရဖို့ဆိုရင်ဒီပတ်စံတွေကိုကျေးဇူးတရားပွားပေးရမှာဖြစ်ပါတယ်ပတ်စံတွေကိုအခုနပြောသလိုငယ်ရာနေအဲ့လိုမျိုးငယ်စဉ်ကြီးလိုက်ပဆက်အိတ်ထဲကိုတိတိကျကျလေးစီထက်ပြီးမနဲ့မိုးလင်းနိုင်ပဆက်နေကိုကျေစုတရားပွားပေးပါဒါဆိုရင်ကိုတုံးလိုက်တဲ့ငွေတွေကကုန်သွားတာမဟုတ်ဖ ೇನೆ အဆပေါင်းများစွာဘဝတဲကိုပြန်လာမှာဖြစ်တယ်ပဆက်နေကိုသုံးကန်ဒီအိမ်ကနေပြောမယ် ပစံလေးချီရတဲ့ပစံလေးချီရတဲ့ပစံလေးလေးချီလို့တော့ငါကအခုမေမေဆိုရင်လည်းမေမေပေါ့မေမေကဈေးကိုသွားပြီးတော့အစားတောက်တွေဝယ်နိုင်တယ်ကိုလိုချင်တဲ့အရာတွေကိုဝယ်နိုင်တယ်အဲဒါကြောင့်ပစံလေးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပစံလေး ပတ်စံတွေကိုတုံးလိုက်ရင်ကုန်သွားတာမဟုတ်ဘူးနော်ပတ်စံတွေကကိုကတုံးလိုက်တယ်ကိုကဥမာစံဝင်လိုက်တယ်ဆိုရင်စံတယ်ကိုပေးလိုက်တယ်ဆိုရင်စံတယ်ရဲ့မိသားစုရဲ့ဘဝကိုတိုးပွားအောင်လှုပ်ဆောင်ပေးလိုက်တာသူ့မိသားစုမှာစီးပွားရေးလူမှုရေးအိမ်အိမ်နောက်ရေးကျန်းမာရေးတွေတိုးပွားအောင်ကိုယ့်ရဲ့ငွေနဲ့လှုပ်ဆောင်ပေးလိုက်တာဖြစ်တဲ့အတွက်ဒီငွေကကုန်သွားတာမဟုတ်ဘူးကုန်သွားတာမဟုတ်ဘူးသူ့ကြီးကိုလည်းတိုးပွားတယ်ကိုကြီးကိုလည်းတိုးပွားတယ် happy money အနေနဲ့ပြန်သုံးတာဖြစ်တယ်အဲ့တော့ပတ်စံတွေကိုသုံးကန်ဒီတိုင်းစိတ်ကလေးကနေအဲ့လိုပြောပြီးတော့ happy money ဆိုပြီးတော့ပေးလိုက်ပါပေးတဲ့ချိန်မှာလည်းပတ်စံဒီမှာခေါင်းတော့ ဒီကောင်ကိုကိုယ့်ဘက်မှာထားပြီးတော့အဲ့လိုမျိုးပေးရမယ်ဈေးတဲ့ကိုပြီးရင်အဲ့ပတ်စံကိုယ့်စီကိုပြန်လာတာအင်းအဲ့လိုပုံစံမျိုးနဲ့ထားပြီးပေးရမယ်ပတ်စံတွေကိုအိတ်ထက်ထက်လည်းဒီလိုခေါင်းကနေပြီးထားရမယ်ထည့်ရမယ်ဇောက်ထိုးကြီးအဲ့လိုမျိုးမထည့်ရဘူးပတ်စံတွေကကိုယ့်စီကထွက်သွားတာတပားသူရဲ့ဘဝကိုတိုးပွားအောင်လုံဆောင်ပေးလိုက်တာဖြစ်တဲ့အတွက်သူ့ရောကိုယ်ရောငွေတွေကတိုးပွားလာတာအဲ့ကြောင့်ပတ်စံတွေကိုမနဲ့မျောပဲနဲ့စီစင်းစရာရှိတဲ့နေရာကိုစီစင်းခွင့်ပေးလိုက်ပါငွေက ပြန်ပြန်ပြီးတော့အစာပေါင်းများစွာတိုးပွားလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီပတ်စံလေးကိုကျေးဇူးတရားပွားပေးရမှာဖြစ်တယ်။ဒါကြောင့် ဒီပတ်စံလေးတွေကိုချစ်မြတ်နိုးပေးပါတံပိုးထားပေးပါတည်တည်ချာချာပြည့်ပြည့်ပြူပြူလေးအိတ်ထဲကိုထည့်ပေးပါပတ်စံနေသုံးတဲ့အခါမှာလဲကျေးဇူးတင်တယ် happy many ဆိုပြီးပြောပေးပါတနေ့ဆိုရင်ဟိုတခါတော့အစီငါးစီလိုက်တယ်ကာသမကိုဗဇက်ကရောင်ပြီးတော့စိတ်ထက်အမြဲတမ်းပြောနေကြဆိုတော့ရောင်ပြီးရောပါ happy many လေးလို့ပြောလိုက်တော့ happy ကဆရာဗာပြောတယ်ဆိုလဲဟာ happy many လေးကိုတဲ့ကောင်းမွန်စွာလက်ခံရရှိပါတယ်တဲ့သူကလည်းအဲ့အကြောင်းသိရတဲ့တွင်တော့ပြန်ပြီးပြောတယ်ဒါဆိုရင်သူရောကိုယ်ကိုငွေရတိုးွားတယ်အဲ့ဆိုတနေ့ကအမြဲတမ်းပတ်စံနေသုံးတော့မယ် အာဖုံးပဲဝဲဝဲလက်တော်ပဲဝဲဝဲစားစားပဲဝဲဝဲဝစားပဲဝဲဝဲတင်းတန်းချေးပဲပြပြတနည်း happy money ပါဆိုပြီးအဲ့လိုမျိုးပြောပြီးဝဲလीရှိတယ်ဒါဆိုရင်ပတ်စံတဲ့ကိုဘွားတဲ့ကိုဝဲရောက်လာမှဖြစ်ပါတယ်ဒါတော့မှော့ဆန်တဲ့အချက်ပါဒီလိုမှော့ဆန်တဲ့အချက်ကိုရပြီဆိုရင်တော့ငွေတွေပိုင်ဆိုင်ပြီဆိုရင်တော့လိုချင်တာဖြစ်ချင်တာကိုအလွယ်တကူဝဲနိုင်သုံးနိုင်စားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်တွားပြီးတော့လှုပ်ကြည့်ပါရှင့်ကျေးဇူးတင်ပါတယ်တတ